န်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ပြည်တွင်းသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်အုပ်စုကိုအေးအေးယူနိုင်ရေးလူခွင့်ရေးဆိုင်ရာဒူးဝန်ကြီးနဲ့ American လွှတ်တော်အမတ်တွဲဆုံဆွေးနွေးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လူခွင့်ရေးခြေနေပါဝင်အကြံဖတ်စစ်အုပ်စုကိုအေးအေးယူနိုင်ရေးအတွက် မျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဒုဝန်ကြီးနဲ့အမေရိကန်လွှတ်တော်အမတ်တို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မိုးနဲ့အမေရိကန်ပြည်ထောင်စုတက်ကဆက်ပြည်နယ်ကအမျိုးသားပြည်သူ့လွှတ်တော်အမတ်ဂျူလီဂျွန်ဆန်တို့အော်တိုဘာလ30နေ့ကတွေ့ဆုံခဲ့တာကိုဒီကနေ့နိုဝင်ဘာလ9ရက်မှာထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီတွေ့ဆုံမှုမှာမြန်မာနိုင်ငံရဲ့လူခွင့်ရေးအခြေအနေ၊ຫນွေဥတော်လည်ရေးရဲ့အောင်မြင်မှု၊စိန်ခေါ်မှုတွေ ိုင်ငံတကာတရားစီရင်ရေးမှာအကြမ်းဖက်စစ်အုပ်စုကိုရယူဆောင်ရွက်နိုင်မဲ့အခြေအနေတွေနဲ့အတူဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေရဲ့အခြေအနေကိုအဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးလှုံ့ဆော်မှုတွေကိုထောက်ခံအားပေးသူတို့ဖြစ်တဲ့လွှတ်တော်မတ်ဂျူလီဂျွန်ဆင်နေနဲ့ American လွှတ်တော်ရဲ့ Congressional Burma Caucus အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့လဲဒုတိယဝန်ကြီးကအကြံပြုခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအချမ်းဘတ်စစ်တပ်ကလုံးမဲ့တူယောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်မှုနယူးဇီလန်အစိုးရကအဆိုတင်သွင်းတာကိုလွှတ်တော်ကကန့်ကွက်သူမရှိဘဲအတည်ပြုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။အချမ်းဘတ်စစ်တပ်ကလုံးမဲ့တရားမဝင်တူယောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းနယူးဇီလန်အစိုးရကထုတ်ပြန်နိုင်မှုအဆိုတင်သွင်းတာကိုနယူးဇီလန်လွှတ်တော်ကဒီကနေ့မှကန့်ကွက်သူမရှိဘဲအတည်ပြုလိုက်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာလူ့သမားများသမဂ္ဂများအဖွဲ့ချုပ် CTUM ကအတည်ပြုထုတ်ပြန်လာပါတယ်။ နယူးဇီလန်ဆိုရကမြန်မာစစ်တပ်ကကျင်းပမဲ့တရားမဝင်အတူရောက်ရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်မှုအဆိုတင်သွင်းတာကိုဒီကနေ့နိုဝင်ဘာလ9ရက်မှာကျင်းပတဲ့နယူးဇီလန်လွှတ်တော်မှာ Brotherfield Typhoid Labour Party ကတင်သွင်းပြီး Brother Chinol Thiyonu Green Party ကထောက်ခံဆိုပြုရမှာကန့်ကွက်သူမရှိဘဲဆုံးဖြတ်ချက်ချမှတ်လိုက်တာလို့လူ့သမားပြည်သူများကို CTUM ကတရင်ကောင်းပေးထားပါတယ်။နယူးဇီလန်လွှတ်တော်ကအချမ်းဘတ်စစ်အုပ်စုကလုံမဲ့အတူရောက်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးဆိုတာနဲ့ ရေရှည်တည်တမ်းတဲ့ငြိမ်းချမ်းရေးစီကိုဥတီမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပြင်မဲဆောင်ရွက်မှာစစ်မှန်တဲ့တိုက်ခိုက်ပါတီတွေမရှိတော့ဘဲရွေးကောက်ပွဲအပေါ်အများပြည်သူဝေဖန်တာကိုရာဇဝဲမှုမြောက်တယ်လို့သတ်မှတ်ပြီးဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကိုအတည်ပြုထားတာဟာချုပ်ရင်းချက်တွေရှိနေတယ်လို့နယူးဇီလန်လွှတ်တော်ကထောက်ပြထားပါတယ်။အကြမ်းဖက်စစ်အုပ်စုကလက်ရှိစီစဉ်တွေနဲ့ကျင်းပမဲ့အထူးရောက်ရွေးကောက်ပွဲဟာယုံကြည်နိုင်စရာမရှိဘူးဆိုပြီးတော့လဲနယူးဇီလန်လွှတ်တော်ကအတည်ပြုထားပါတယ်။ဒါပြင်နိုင်ငံရေးကျင်းသားအားလုံးကိုလှုပ်ပေးဖို့ လေကြောင်းတက်ခတ်မှုတွေနဲ့အခြားစီရေလှုပ်ဆောင်မှုတွေကိုရပ်တန့်ဖို့အားလုံးပါဝင်တဲ့စစ်မှန်တဲ့ဆွေးနွေးမှုတွေလုပ်ဖို့မြန်မာနိုင်ငံသားတွေရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဒုက္ခတွေကိုဖြေရှင်းဆောင်ရွက်ဖို့လို့အတွက်လဲတောင်းဆိုထားပါတယ်။မြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ဖြေရှင်းချက်တစ်ခုဖြစ်ဖို့လိုအပ်တဲ့ခြေလှမ်းတစ်ခုဖြစ်ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669နဲ့အာဆီယံသဘောတူညီချက်5ချက်ကိုအရေးတကြီးအကောင့်ထည့်ဖို့လဲနယူးဇီလန်လွှတ်တော်ကထပ်ပြီးတောင်းဆိုထားပါတယ်။ စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကနေတိုးတက်ကောင်းမွန်လာမှာမဟုတ်တဲ့မြန်မာနိုင်ငံသားတွေရဲ့ဝန်내ပွဲချင်းတွေကိုမျက်ချင်မပြတ်စောင့်ကြည့်ဖို့နယူးဇီလန်ဆိုရကနိုင်ငံတကာတိုင်းဝိုင်းကိုလည်းတိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသားတွေကိုကိုးစားပြုတဲ့စစ်မှန်တဲ့ဒီမိုကရေစီအတွက်မြန်မာနိုင်ငံသားတွေနဲ့အတူဆက်လက်ရပ်တည်သွားမယ်လို့နယူးဇီလန်လွှတ်တော်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။အခုတခါ အကြမ်းဖက်စစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်အော်တိုဘာလာထဲမှာအရသာ9ဦးတေဆုံးခဲ့ရပြီးလူပေါင်း2သိန်းခန့်စစ်ဘေးရှောင်နေရတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်အော်တိုဘာလာထဲမှာအရသာ9ဦးတေဆုံးခဲ့ရပြီးလူပေါင်း2သိန်းခန့်စစ်ဘေးရှောင်နေရတယ်လို့ KNY လူခွင့်ရေးအဖွဲ့ KNHRG ကပြောပါတယ်။ KNY ပြည်မှာအာဏာရှင်စစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုလစဉ်မှတ်တမ်းကိုဒီကနေ့နိုဝင်ဘာလ9ရက်ထုတ်ပြန်ချက်ကနေပြောဆိုလိုက်တာဖြစ်ပါတယ်။ အဂျမ်မစစ်တပ်ဟာအော်တိုဘားလာတွင်းမှာကင်းနီပြည်ကမြို့နယ်6ခုမှာလေကြောင်းကနေတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်တာတွေပါဝင်လူခွင့်ရေးချိုးဖောက်မှုပေါင်း30ကြိမ်ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်ဒီကျူးလွန်မှုတွေကြောင့်ရဲသားပြည်သူ9ဦးသေဆုံးခဲ့ရပြီး22ဦးဒဏ်ရာရရှိခဲ့တယ်လို့အဂျမ်မစစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ဖေကုံမြို့အနောက်ကျမ်းနဲ့ဒီမော့ဆိုအနောက်ကျမ်းကပြည်သူပိုင်းအိမ်46လုံးနဲ့ဘာသာရေးအဆောက်အအုံတစ်ခုမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်အဂျမ်မစစ်တပ်ဟာ ဒေသနေပြည်သူတွေနဲ့စစ်ဘေးရှောင်တွေစိုက်ပျိုးထားတဲ့စိုက်ပျိုးသင့်တန်းတွေမရိတ်သိမ်းနိုင်စေဖို့စားနပ်ရိက္ခာပြက်လက်စေဖို့ရည်ရွယ်ချက်တွေနဲ့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့်ဒေသနေပြည်သူတွေဟာအသက်အန္တရာယ်ဆိုင်ရာလုံခြုံရေးစိုးရိမ်နေရတယ်လို့ဝိုင်းရေးအတွက်စိုးရိမ်ပူပန်မှုတွေမြင့်တက်လာနေတယ်လို့ KNHRG စစ်တမ်းမှာဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ KNY ပြည်မှာရွေးကောက်ပွဲကျင်းပနိုင်မှုစစ်ကြောင်းထိုးနေတာကြောင့်ဒေသနေပြည်သူနှစ်သိန်းခန့်ဟာဇူလိုင်လနဲ့ဩဂုတ်လကတည်းကစစ်ပေးရှောင်နေရပြီးစာနယ်ရိတ်ခါနဲ့မိုးကလိုအပ်မှုအမြင့်ဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။စာနယ်ရိတ်ခါနဲ့ဝင်ွေရတဲ့လမ်းကြောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက်ဒေသနေပြည်သူတွေနဲ့စစ်ပေးရှောင်တွေဝင်ွေရဖို့ခက်ခဲလာပြီးအငတ်ဘေးနဲ့ကြုံတွေ့လာနိုင်တယ်လို့လည်း KNHRG ကခန့်မှန်းထားပါတယ်။ ဂင်းဒီပြည်တွင်ဆိုးရွားတဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေရောပါစေဖို့နဲ့တရားမျှတမှုရစေဖို့နဲ့အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်တွေအမြင့်ပြတ်အောင်လှုပ်ဆောင်ပေးဖို့နိုင်ငံတကာတိုင်းဝိုင်းကိုတောင်းဆိုထားပါတယ်။ဒါပြင်2022ခုနှစ်ဇွန်လကစပြီးမြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးဆိုးရွားကတင်ပြထားတဲ့ကြေညာချက်ကိုလက်ခံပေးဖို့လဲပြည်ပဆိုင်ရာယာစသက်ကြီးတရားရုံး International Criminal Court ကို KNY လူခွင့်ရေးအဖွဲ့ KNHRG ကအကြံပြုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ မြင်းကြံလက်သေးရွာကစစ်အုပ်စုစူပေါင်းဂိတ်ကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်က၈ဦးထပ်မံနဲ့တေဆုံးပြီး၁၀ဦးဒဏ်ရာရတဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမြို့နယ်လက်သေးရွာကစစ်အုပ်စုရဲ့စူပေါင်းဂိတ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၈ဦးထပ်မံနဲ့တေဆုံးပြီး၁၀ဦးဒဏ်ရာရသွားတယ်လို့တိုက်ပွဲဝင်တော်လှန်ရေးဖွဲ့တွေကပြောပါတယ်။လက်သေးရွာကစစ်အုပ်စုရဲ့စူပေါင်းဂိတ်ကိုမနေ့ကနိုဝင်ဘာလ၄ရက်နေ့လယ်၂နာရီချိန်မှာတော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အပြန်အလှန်ပြစ်ခတ်မှုတွေကြောင့်ထိတွေ့တိုက်ပွဲမိနစ်20ခန့်ဖြစ်ခဲ့ပြီးစစ်သားရဲနဲ့ပြူစောတိတွေဘန်ကာရဲဝင်ပုံးချိန်မှာတော်လိုင်းရဲဘော်ပေါ်ပါကဘန်ကာရဲကို RPG နဲ့ပြစ်ခတ်ခဲ့တာကြောင့်စစ်တပ်ဘက်ကအထိနာသွားတာလို့ဘိုးဇီရိုလို့ခေါ်တဲ့ကိုသက်ကြီးကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေထုတ်ပြန်ထားပါဗျာ။ လက်နက်ကောက်ပုတ်ပြင်းနေချိန်မှာပဲလက်သေးရွာစုပေါင်းကိန်းနဲ့နှမိုင်ကန်လာကွာတဲ့မြင်းကြံမျိုးကခမရ15ကနေစစ်ကား3စီးနဲ့စစ်သားတွေပြစ်ခတ်ဝင်ရောက်လာတာကြောင့်တော်လိုင်းရဲဘော်တွေထိခိုက်မှုမရှိအောင်ခွာစစ်အမြန်လုခဲ့ရတယ်လို့ကိုတက်ကြီးကအသိပေးပါတယ်။ခွာစစ်လုချိန်မှာစစ်တပ်သတင်းပေးဒလန်နှုတ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတပ်ဆိုင်ရာကိုအံ့နံခဲ့တယ်လို့သိရပါတယ်။ဒီသားနေပြည်သူတွေရဲ့အဆိုအရဒီတိုက်ပွဲမှာစစ်အုပ်စုဘက်က10ဦးသေဆုံးပြီး10ဦးဒဏ်ရာရခဲ့ရမှာလက်သေးရွာအုပ်ကြီးငမင်းခေါ်ကိုမင်းသေဆုံးသွားပြီး ီကနေ့နိုဝင်ဘာလ9ရက်မနက်9:00နာရီမှာသကြိုလိုက်တယ်လို့လည်းသိရပါတယ်။ဒီစစ်စင်ရေးကိုမြင်းကြံခဲတိုင်ရင်ခွင့်0ပျောက်ကြားတက်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းကြံမြို့နယ်ပကဖားတို့ပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးစစ်တကြီးဒေါင်းစစ်သည်0 5ကစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ခါရန်ကုန်အကြီးကောင်စစ်ကြောင်းရွှေကန်သားစစ်ကြောင်းစတဲ့စစ်ကြောင်းနှစ်ခုနဲ့အချိန်တို့တွင်စီးနှစ်တိုက်ခိုက်ခဲ့တာလို့ကိုသက်ကြီးကပြောပါရယ်။မနေ့ကနိုဝင်ဘာလ၄ရက်မနက်ပိုင်းမှာလဲဇီရိုပျောက်ကြားတပ်ဖွဲ့မြင်းကြံခဲတိုင်ရင်တင့်နဲ့မြင်းကြံခဲပကဖားတို့ပါတဲ့ပူးပေါင်းစစ်ကြောင်းဟာ မြင်းကြံတောင်ပတ်မှာရှိတဲ့ထိုင်စကန်တစ်ခုကိုလည်းစီးနှင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအခုနောက်ဆုံးပလောမျိုးအမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှုစိုးဝေနဲ့တက်တော်ဆောင်ကိုပြစ်ခတ်မှုမှာနှိုးစလုံးတေဆုံပြီးတနက်တလက်သိမ်းဆည်းရရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့တိုင်းတိုင်းပလောမျိုးနယ်ကျောက်စုစစ်တပ်ဂိတ်အနီးမှာရှိတဲ့အမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှုစိုးဝေနဲ့သူ့ရဲ့တက်တော်ဆောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရမှာနှိုးစလုံးတေဆုံပြီးတနက်တလက်နဲ့ခရရန်တွေသိမ်းဆည်းရရှိခဲ့တယ်လို့မြေခရိုင်အမှတ်1တရင်ကထုတ်ပြန်လာပါတယ် ော်တိုဘာလ23ရက်မနက်၈နာရီခန့်အချိန်မှာပလောမျိုးအမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှူးစိုးဝင်နဲ့သူ့ရဲ့တပ်တော်ဆောင်စစ်မှုထမ်းစစ်သားကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီမစ်ရှင်မှာနှိုးစလုံးတင်ဆောင်သွားပြီး AK-47 rifle တနက်တလက်ကြီးပေါက်တစ်ခု 3.62G 9တောင်းကလေးကစားစရာ pistol တစ်လက်ကလေးကစားစရာလက်ပစ်ဗုံးနှလုံးနဲ့ Vivo ဖုန်းအစုပ်တစ်လုံးသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။တေဆုံသွားတဲ့စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးစိုးဝေဟာပြည်သူလူထုအပေါ်လက်နက်အတုတွေနဲ့ချင်းကြောင်ဝင်းညစ်တာ စစ်မှုထမ်းတပ်သားတွေအတင်းကျပ်စုဆောင်းလာဒေသနေပြည်သူတွေပေါ်အနိုင်ထက်ပြုလုပ်တာတွေပြုလုပ်နေသူဖြစ်ပြီးဒါမျိုးမလုပ်ဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့မလိုက်နာတဲ့အတွက်ရှင်းလင်းခဲ့ရတာလို့အသိပေးထားပါတယ်ဒီတိုက်ခိုက်မှုကိုမြိတ်ခရံအမှတ်တတရင်နဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNTO ပူးပေါင်းမာမေးဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လဲတက်ဖွဲ့ဝင်တွေအထူးကြိုက်မရှိဘူးလို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ